ောက်မှာတော့အဲကျွန်တော်တို့မြန်မာတကြံပေါ့နော်ဒီမြန်မာနေတက်ကူဖြစ်တဲ့တကြံပွဲတော်ကိုအဲဘေးနိုင်ငံတွေရပါဒါကျင်းပပေးနေတယ်ဆိုတော့အကြောင်းအရာပေါ့နော်ဒါတင်ဆက်ပေးမှဖြစ်ပါတယ်အဲနေတက်ကူပဲဆိုတာကတော့ဒါလူမျိုးတိုင်းမှာရှိရပေါ့နော်အဲဥပမာဒါတိုင်းတိုင်းမှာဆိုလဲတိုင်းနေတက်ကူပဲပေါ့နော်ပြီးမိုင်ပြီးမိုင်ဆိုတော့နေတက်ကူပဲဒါရှိတယ်အဲရှမ်းမှာဆိုလဲဒါရှမ်းနေတက်ကူပဲပေါ့နော်ဒီ ရှမ်းတက်ကြတာ2000ကျော်ပေါ့เนาะ2000ဘလောက်လဲကျွန်တော်တိကျမမှတ်မိတော့ဘူးအဲ2000လားလောက်ထဲမှာပေါ့เนาะဒီမြန်မာမြန်မာလားနေဆို2000လားလောက်ထဲမှာသူတို့ကျင်းပါတာရှိရပေါ့เนาะကရင်သူလည်းကရင်နဲ့တကူပဲပေါ့เนาะရှိတယ်အဲဒါမျိုးထူးခြားခြားပေါ့เนาะအဲဒီမြန်မာနဲ့တကူပဲဟိုဒါသူတို့ကျင်းပါကြရပေါ့เนาะသူတို့ကျင်းပါတာကတော့ဒါငယ်လေးထူးဆန်းနေပေါ့အဲဒါမျိုးတချို့ကကြတော့ဘယ်လိုမြင်လဲဆိုတော့ဒါသူတို့ ကိုပိုင်နှစ်တကူလို့ပဲမြင်ကြရတယ်ပေါ့နော်အထိုင်းအခုဆိုတာလာဝမှာရောဒီထိုင်းနိုင်ငံမှာရောပေါ့နော်ပြီးတော့အတရုတ်နိုင်ငံကဒါစစ်ဆောင်ပန်းနာဆိုတဲ့ဒါရှူနန်ပြည်နယ်ထဲမှာပေါ့နော်အဲတို့ကျင်းပကြပေါ့နော်အဲပြီးတော့အချိန်တူတာကတော့ဒီဘင်္ဂလားဒေ့ဘတ်မှာပေါ့နော်ဒီဘင်္ဂလားဘေးကမရမာလူမျိုးတွေပေါ့နော်မရမာလူမျိုးတွေကလည်းဒါဒီလိုအချိန်ပေါ့နော်ကျွန်တော်တို့နဲ့တစ်ချိန်တည်းမှာပဲဒါ ရှင်းပက်ပြီးတော့ကစားကြတယ်ဒါနှစ်တကူပဲပေါ့နော်အဲဒါကိုတချို့ကထင်ကြတာပေါ့နော်ဘလို့ထင်တော့ဆိုတော့အဲသူတို့ရဲ့ကိုပိုင်ပေါ့နော်သူတို့ရဲ့ကိုပိုင်ပွဲတွေလို့ဒါထင်ကြတာအဲ့လိုမျိုးထင်မယ်ဆိုလည်းထင်ကြရတော့ရှိရပေါ့နော်ဘာလို့ဆိုဒါတွေကသူတို့လည်းကျင်းပလာတော့ကြာပြီပေါ့နော်နှစ်ပေါင်းများစွာရှိသွားပြီအဲ့ဒါဗုဒ္ဓဘာသာနဲ့ပတ်သက်တယ်ပေါ့နော်ဗုဒ္ဓဘာသာနဲ့ပတ်သက်တယ်လို့မြင်ကြတာပေါ့နော် အဲ့တော့ဘုရားဘာသာနဲ့ပတ်သက်တယ်ဆိုရင်ဒါဘုရားဘာသာတွေဖြစ်တဲ့ဒါသီးလင်္ကာနိုင်ငံပေါ့နော်အဲသီးလင်္ကာတခြားမာယာနာဘုရားဘာသာဖြစ်တဲ့ဒါဂျပန်ကိုရီးယားတရုတ်ဒါဒါမျိုးတွေမရှိဘူးပေါ့နော်အဲဒီဒဇန်ပွဲတွေမရှိဘူးအဲ့တော့ဘုရားဘာသာတွေမှာတောင်မှပေါ့နော်ရှိတဲ့နိုင်ငံရှိပြီမရှိတဲ့နိုင်ငံမရှိဘူးပေါ့နော်အဲ့တော့ရှိတဲ့နိုင်ငံနဲ့မရှိတဲ့နိုင်ငံဘာတွေကွာလို့လဲပေါ့နော်အဲအဲ့မှာကျွန်တော်လေ့လာကြည့်ရတဲ့လောက်ကတော့ ဒီရှိတဲ့နိုင်ငံတွေကကျွန်တော်တို့ဒီမြန်မာဖြစ်ကြရင်ပေါ့နော်မြန်မာကူးနဲ့ထောင်အခုဆိုရင်ကျွန်တော်တို့ဒါဒီနေ့သက်ဆိုရင်ဒါ1389ခုနဲ့ပေါ့နော်အဲအဲ့ဒီပြက်ကြရင်ကိုသူတို့3ည3တဲ့နိုင်ငံတွေကအခုလူကျွန်တော်တို့တကြံကြလို့မျိုးသူတို့မှလည်းတကြံကြတော့ကျွန်တော်တွေ့ရတယ်ပေါ့နော်ဒါကတော့လေ့လာကြည့်ရတော့ပေါ့အခုဒါကျွန်တော်တခုချင်းကျွန်တော်ပြကြည့်မယ်အခုဒီပုံမှာကြည့်ကြည့်ဒီပုံမှာဆိုရင်ဒါ ဒါဘင်္ဂလားရပေါ့နော်မရမာမျိုးတွေအဲသူတို့ရဲ့တကြံပေါ့နော်သူတို့ရဲ့ဒါနှစ်တကူပေါ့အဲသူတို့တုံးတာကသူတို့ရဲ့ဒါပြက်ကရင်ကပေါ့နော်ကျွန်တော်တို့မြန်မာပြက်ကရင်ဖြစ်နေအောင်တွေ့ရတယ်ပေါ့နော်အဲဒီဒီအခုပြတဲ့ပုံမှာဆိုတော့ဒါလာအိုနိုင်ငံပေါ့နော်လာအိုနိုင်ငံဖုန်းကြီးရဲ့ဒါတင်လာတာပေါ့ဒီလာအိုနေဝီယာပေါ့နော်လာအိုနိုင်ငံရဲ့ဒါနှစ်တက်ပေါ့နော်အဲသူတို့လည်းနှစ်တကူပဲကျင်းပါတယ်ပေါ့နော်ဒါဗုဒ္ဓဘာသာဖြစ်လို့ဆိုတာတဲ့အဲကျွန်တော်တို့လူပေါ့နော်ဒါကောသာတက်ကရက် မြန်မာမြန်မာတက်ကြွလို့ခေါ်တဲ့ကောသာတက်ကြွကိုတုံးတာပေါ့နော်အဲဒါကြောင့်မလို့ဒီဟာကျွန်တော်တို့နဲ့တစ်ချိန်နဲ့တကြံပွဲရှိရယ်ပေါ့နော်အဲဒီအခုပြတာအခုပြတာဒါကမ္ဘောဒီးယားနိုင်ငံပေါ့နော်ကမ္ဘောဒီးယားနိုင်ငံမှာဒါတင်ထားတာပေါ့နော်ဗုဒ္ဓဘာသာပေါ့နော်ဒီမှာဗုဒ္ဓဘာသာတက်ကြွပေါ့နော်သာသနာတက်ကြွရယ်ဒီမြန်မာတက်ကြွရယ်ကိုတို့နှစ်ခုအဲပေါင်းပြီးတော့တင်ထားတာကိုတွေ့ရတယ်အဲ့တော့အဲတို့မှလည်းတကြံရှိရယ်ပေါ့နော်အဲ့တော့ အမ်တကြံဗုဒ္ဓဘာသာဖြစ်တာချင်းအတူတူတကြံရှိတာနဲ့တကြံမရှိတာဘာကွာလဲဆိုရင်ဒါတကြံရှိတဲ့နိုင်ငံတွေကဒါကောသတက္ကရိကိုအသုံးပြုရတယ်လို့အမ်အကြံများပြန်သတ်မှတ်လို့ရတယ်ပေါ့နော်အဒီပုံမှာဆိုရဲဒါဆစ်ဆောင်ဘာနာပေါ့နော်ဆစ်ဆောင်ဘာနာဒေတာဒါသူရဲ့ဒါနဲ့တကူပဲပေါ့နော်ကျွန်တော်တို့လိုပဲရေပတ်ကြတယ်ပေါ့နော်ကို Happy New Year ပေါ့အဲ့လိုမျိုးဒါ အဲဒီကောသာတက္ကရိုလ်ပဲတူတဲ့အတုံးပြူတာတရားပေါ့နော်အဲ့မှာထိုင်းနိုင်ငံမှာဆိုရင်လေဒါထိုင်းဝက်ဘ်ဆိုက်ထိုင်းဝက်ဘ်ဆိုက်မှာကျွန်တော်ဒီထိုင်းဘယ်လိုပြောမလဲကျွန်တော်တို့မြန်မာနိုင်ငံနဲ့ဆိုတာဒါဘေးအဖွဲလို့ပြောရမှာတော့နက္ခတ္တဘေးရအဖွဲပေါ့အလိုမျိုးအဖွဲရဒီထိုင်းနိုင်ငံမှာထုတ်ပြန်တာပေါ့နော်ဘယ်လိုထုတ်ပြန်လဲဆိုတော့ဒီလက်ရှိဆောင်းခရံပေါ့သူတို့ကတော့ဆောင်းခရံလို့ခေါ်တာအဲဆောင်းခရံကာလမှာကောသာတက္ကရိုလ်1389ခုနှစ်မှာ ဒီကျွန်တော်တို့ကတော့တရားမင်းလို့ပြောတယ်ဗောနော်တရားမင်းဗာစီရဲ့ညာစီရဲ့ညာသူတို့ကကြောက်လို့မဟုတ်ဘူးသူတို့ကကြနေသမီးဒီ1388ခုနှစ်1388ခုနှစ်မှာဒီနေသမီးရဲ့ဗာစီပြီးတော့ဆင်းလာပြီဗောနော်ကျွန်တော်တို့လို့ဆိုတကြံစာဗောအဲသူတို့သူတို့ကလည်းတကြံစာထုတ်တယ်ဗောနော်အဲတကြံစာထုတ်တာမှာဒီတုံးတဲ့တက္ကရာကဒီကျွန်တော်တို့ကောသာတက္ကရာကိုပဲသူတို့တုံးသွားတယ်ဗောနော်အဲဒါတွေကိုကြည့်လို့ရင်ဒါအဗုဒ္ဓဘာသာနဲ့မဆိုင်ဘဲနဲ့ဗောနော်ဒါအဓိကတော့ကျွန်တော်တို့ ဒီကြံကျင်းပနေတဲ့နိုင်ငံတွေမှာအသုံးပြုတဲ့ဒါတက်ကြည်ပေါ့နော်တက်ကြည်အပြက်ကြည်စနေနဲ့ဒါဆိုင်မယ်လို့ကျွန်တော်ကတော့ယူဆရပေါ့နော်ဗုဒ္ဓဘာသာပြပေမေးပေါ့နော်ဒီကောသာတက်ကြည်ကိုလုံးဝအသုံးမပြုတဲ့တိလင်္ကာနိုင်ငံပေါ့နော်တိလင်္ကာနိုင်ငံဆိုဒါထေရဝါဒဗုဒ္ဓဘာသာစစ်စစ်ကြီးပေါ့နော်သူတို့စီမှာလည်းဒါပြည်ကသုံးပုံနေပါရှိအဲ့တော့တိလင်္ကာနိုင်ငံတို့မဟာယာနနိုင်ငံတွေဖြစ်တဲ့ တရုတ်ဂျပန်ကိုရီးယားပေါ့နော်ဒီဘက်ဒီမှာလည်းလုံးဝဒါတကြံဆိုတာမရှိဘူးပေါ့နော်အဲ့တော့ဒါအကြံများပြင်တော့ဒါတကြံဆိုတာကကျွန်တော်တို့မြန်မာကုနဲ့မြန်မာပြည်ကရင်ကိုအသုံးပြုတဲ့နိုင်ငံတွေမှာရှိတဲ့ပွဲတစ်ခုပေါ့နော်ကျွန်တော်တို့အဲ့လိုတတ်မှတ်လို့ရတယ်ပေါ့နော်အဲနှစ်တကူပဲဆိုရင်တော့ဒါမြန်မာနှစ်တကူလို့ပဲပြောမှာเนาะမြန်မာပြည်ကရင်ရဲ့နှစ်တကူပေါ့เนาะဘာလို့ဆိုသူတို့လူမျိုးတွေမှာသူတို့ကိုယ်ပိုင်နှစ်တကူပဲရှိတယ်အခုဒါတကြံကျင်းပနေတဲ့လူမျိုးတွေမှာအဲသူတို့အတွက် သူတို့ပုံမှန်ပေါ့နော်ကျင်းပတဲ့နှစ်တကူပွဲတွေရှိကြတယ်ပေါ့နော်အဲထိုင်းမှာလည်းရှိတယ်အဲရှမ်းနေကင်းနေအဲ့လိုမျိုးရှိကြတယ်ပေါ့နော်အဲပုံမှန်ရှိကြတယ်ဒါသူတို့အတွက်တော့သူတို့ကတော့ဒါနှစ်တကူလို့ကစားကြတာတော့မဟုတ်ပေါ့နော်ဒါပေမဲ့သူတို့ကဗုဒ္ဓဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့နှစ်တကူလို့သူတို့အဲ့လိုကစားကြတာလည်းရှိတယ်ပေါ့နော်အဲဒါပေမဲ့တချို့ကြတော့ဘယ်လိုပြောကြလဲဆိုတော့ အဲအိန္ဒိယနိုင်ငံကနေပြီးတော့ဒါရောက်လာပေါ့နော်တကြံပွဲဆိုကျွန်တော်တို့မြန်မာကလည်းမူရဲမဟုတ်ပေါ့ကျွန်တော်တို့မြန်မာရဲ့အနှစ်တကူပဲမဟုတ်ပေါ့အဲအဲ့လိုမျိုးလည်းပြောကြတယ်အဲအဲ့ဒါဆိုရင်တော့ဒါအိန္ဒိယမှာဒီပြက်ကရင်ရှိမရှိပေါ့နော်ဒီ1300အခုဒီနေ့ဆိုရင်ဒါ1380နဲ့မဟုတ်9ခုနဲ့ပေါ့နော်ဒီခုနှစ်ကိုရောက်တဲ့ပြက်ကရင်ပေါ့နော်အိန္ဒိယမှာရှိလာပေါ့အဲအဲ့ဒါတစ်ချက်ကြည့်ရမှာပေါ့နော်အရှိရဆိုတော့ဒါစဉ်းစားရမှာပေါ့နော်အဲအဲ့လိုမှမဟုတ်တဲ့ကျွန်တော်တို့ဒီ ရှေအောင်ဒါသက်သေပါညာရှာမယ်ဆိုတော့ကျွန်တော်တို့ပြောရစီတာဒီကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့တကြံပွဲကိုပေါ့เนาะကျွန်တော်တို့ဟိုတမိုင်းတစ်ချောက်ကြည့်ရမယ်ဆိုတော့ကျွန်တော်တို့အပိုင်းက၃ပိုင်းခွဲရမှာပေါ့เนาะအပိုင်း၃ပိုင်းခွဲပြီးပြောလို့ရတယ်ဒါအဲဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒါအိန္ဒိယနဲ့အိန္ဒိယနိုင်ငံကနေရောက်လာတယ်ဆိုတော့ကျွန်တော်တို့မှာဖြည့်ရှင်းရမယ်ပေါ့เนาะဘာလို့လဲဆိုတော့ အိန္ဒိယနိုင်ငံဆိုတာကကျွန်တော်တို့ဒီဗုဒ္ဓဘာသာပါဝင်ပေါ့နော်တခြားယဉ်ကျေးမှုတွေဒါအိန္ဒိယကြီးကနေရောက်လာတာရှိတယ်။အဲအဲ့ဒီအတွက်အဲ့ဒါအကြောင်းပေါ့နော်။အဲကျွန်တော်တို့ဒီတကြံဆိုတာကလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပြီးတော့ဒါတွေးတွေးမယ်ဆိုတော့တွေးလို့ရရပေါ့နော်။အဲ့တော့ကျွန်တော်တို့ကအဲဒီစကားအတွက်ကတော့ဟိုတေချာချာလေးပေါ့နော်။ဟိုရှေးတမိုင်းကိုကျွန်တော်တို့ live ကြည့်ဖို့လိုတယ်ပေါ့နော်။အဲ့တော့ ဒီကျွန်တော်တို့မြန်မာသကြံပေါ့နော်မြန်မာသကြံဟိုဒါအပိုင်းအားဖြင့်တော့ပိုင်းခွဲပြီးပြောလို့ရတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့အခုနောက်ဆုံးအပိုင်းကနေစတာပေါ့နောက်ဆုံးအပိုင်းကဘယ်လိုလဲဆိုတော့အခုနောက်ဆုံးအပိုင်းဒါလူတိုင်းရေပတ်ပြီးတော့ဒါနှစ်သိက်ကိုကြတယ်လူတိုင်းရေပတ်တယ်တယောက်တောင်ရေပတ်တယ်ပေါ့နော်ရေကစားကြတယ်အဲနှစ်သိက်ကိုဒါနောက်ဆုံးအပိုင်းပြောချင်တာဒီမြန်မာသကြံတမိုင်းမှာဒါနောက်ဆုံးအပိုင်းပေါ့နော်ဘယ်လိုလူတွေရေကစားကြတယ်နှစ်သိက်ကိုမှရေကစားကြတယ်ဆိုတော့ဘယ်ခေတ်ကာလစကလေးဆိုရင် အင်းဝါခေလောက်ကပါနော်အင်းဝါခေလောက်ကအင်းဝါခေလောက်မှာစပြီးတော့ဒါကိုမောင်ခေမှာတော်တော်တွင်ကျဲလာတယ်ပေါ့နော်အဲတော့ဒါကနောက်ဆုံးပိုင်းပေါ့နော်အဲ့တော့အဲ့နောက်ဆုံးပိုင်းနေထပ်တက်လာရင်ဒါဒုတိယအပိုင်းကိုသွားသွားကြည့်လို့ရင်ဘာဖြစ်မလဲဆိုတော့အဲ့ဒုတိယအပိုင်းမှာကျတော့ဒီကျွန်တော်တို့လိုတာမန်ပြည်သူတွေတာမန်လူတွေကကျတော့ဒီမြမတကြံမှာရေးမကစားကြဘူးပုံမှန်အတိုင်းပဲနော်ဒီပြည်သူတွေနဲ့တော့တိတ်မဆိုင်ဘူးပေါ့ ဘာဘယ်သူတွေနဲ့ဆိုင်လဲဆိုတော့ဒါနန်းတွင်းနဲ့လူတွေနဲ့ပေါ့နော်နန်းတွင်းရဲ့ဘယံမူးမတ်တွေဒီမင်းသမီးတွေပေါ့နော်အဲ့ဒါတွေနဲ့ဆိုင်တယ်သူတို့ကပဲဒီနန်းတွင်းထဲမှာရေကစားသူတို့လောက်ပဲပေါ့နော်အဲ့လိုမျိုးကစားကြတာပေါ့နော်အဲ့ဒါသူတို့ကဘယ်ချိန်ရစကစားလဲဆိုတော့အဲတမိုင်းနေရဆိုင်ပေါ့နော်ဒါပကံခစ်ပေါ့ပကံခစ်နှောင်းပိုင်းပေါ့နော်ပကံခစ်နှောင်းပိုင်းမှာနောက်ကျမှာဒီနန်းတွင်းနဲ့လူတွေရေကစားကြတယ်လို့ဟိုတုံးတက်လို့ရရပေါ့နော်ဘာလို့ဆိုရင် ဒါမိဖုရားစောလုံးအကြောင်းကိုဒါတော်များတဲ့ကြားဦးမှာပေါ့နော်ပုဂံခင်တော်မင်းဆိုရင်တော်များများကထင်ကြတာဒီအနောဓာမင်းကိုအဲပုဂံအစလို့ထင်ကြတာမဟုတ်ဘူးပြန်နော်နောဓာမင်းကပုဂံခင်တော်မင်းအနောက်ကြတယ်ပေါ့နော်အဲ့တော့နောဓာမင်းလက်ထက်လောက်ပဲရတယ်ကျွန်တော်တို့စတွေးလို့ရတယ်နန်းတွင်ထဲမှာပေါ့နော်ဒီနန်းတွင်သူနန်းတွင်သားတွေရေစပတ်ကြတာပေါ့နော်အချင်းချင်းရေကစားကြတာအဲ့ဒါဒုတိယဒုတိယအပိုင်းပေါ့နော် ကျအဲ့ရရဲ့အစောဆုံးအပိုင်းကိုဆက်သွားမယ်ဆိုရင်နန်းနေသူနန်းနေသားတွေကလည်းရေမကစားကြသေးဘူး။အဲ့မှာသူတို့ကဘာလုပ်ကြရလဲဆိုတော့ဒီတကြံပွဲမှာသူတို့ကဘယင်ပြီးတန်ပေါ့နော်။ခေါင်းလျှော်တဲ့ပွဲပေါ့နော်။အဲ့လိုပြောမှာပေါ့မင်္ဂလာမင်းတကြံမင်္ဂလာကျင်းပတဲ့ပုံစံမျိုး။အဲဘယင်ခေါင်းလျှော်တဲ့ဘယင်တွေဒီမိဖုရားတွေဘာလဲခေါင်းလျှော်လာတော့မသိဘူး။အဓိကတော့ဘယင်ဦးကောင်းစေးဦးကောင်းစေးမင်္ဂလာပြုလုပ်တဲ့ပွဲပေါ့နော်။အဲ့ဒါကတော့ဒီတကြံဟော အပကံခေအစောပိုင်းပေါ့နော်ပကံခေအစောပိုင်းပြီးတော့ဒီပကံထက်ရှိကြတဲ့အဲတရိခေတ္တရာမင်းဆက်တွေပေါ့နော်တွဲတူပေါင်းမင်းတို့လိုမျိုးမင်းဆက်တွေပြီးတော့သူ့ရှေ့ကသူ့ရဲ့ရှေ့ကြတဲ့ဒီတကောင်းမင်းပေါ့နော်တကောင်းမျိုးတကောင်းခေကဘယ်မင်းဆက်တွေပေါ့နော်အဲဘယ်မင်းဆက်တွေအဲသူတို့ကတော့တီးတန့်ပေါ့နော်ဒီဘယ်နေဦးအောင်စင်းမင်္ဂလာပြုလုပ်ကြရပေါ့နော်အဲကြံမင်္ဂလာပေါ့နော်အဲ့တော့အဲ့လိုမျိုး အစဉ်ဆက်လုပ်ခဲ့ကြရပါဘောနော်အဲ့တော့အဲ့ဘယင်တွေကဟိုဒီတကောင်းခေတ်ကဘယင်တွေကရောဘောနော်ဘယ်ကနေဘလို့ဒီအစဉ်လာဒီ delay ကိုရခဲ့လဲဘောနော်ရခဲ့လဲဆိုရင်တော့ဒါတမိုင်းရဆိုတော့ဒါတာကီဝင်းမင်းနေဒီဆက်သွားမှာဘောနော်တာကီဝင်းမင်းနေဒါဖျားရှင်ခေတ်ကလေးကကြကြံမှာဒါဥပေါင်းစေးမင်္ဂလာလောက်ကြတယ်လို့အဲတမိုင်းနေကပါတယ်ဘောနော်အဲ့တော့တာကီဝင်းမင်းနေက တာဂွေမင်းနေမှာဒါတကြံမင်္ဂလာရှိရလို့ဒါသုံးသက်လို့ရတယ်ဒါပေမဲ့သူတို့စီမှာရှိတဲ့မင်္ဂလာကတကြံကကျွန်တော်တို့အခုခေတ်နဲ့တအားကွာနေပြီဟိုဘယ်မင်းမြတ်ဒါဥောင်စေးမင်္ဂလာလုတ်တဲ့အစင်လာတစ်ခုပဲပေါ့နော်ဟိုအခုခေတ်နဲ့ဆိုတာတော်တော်ကွာဝိုက်ပြောမှာအဲ့တော့ဒီတာဂွေမင်းနေဒီလိုအစင်လာရှိတဲ့အနေအချိန်မှာပေါ့နော်ဒါဒီအဲ့မှာစစ်ပွဲတွေဖြစ်ပြီးတော့ဒီ အာရီယန်နေနဲ့ပေါ့နော်အိန္ဒိယကအာရီယန်နေနဲ့ဒါစစ်ပွဲတွေဖြစ်ပြီးတော့ဒေသကြီးဝင်တွေအဲမြန်မာနိုင်ငံတကောင်းပြည်ကိုဒါရောက်လာကြရပေါ့နော်ရောက်လာတဲ့အချိန်မှာဒီတကောင်းပြည်ကိုအုပ်ချုပ်ကြရအုပ်ချုပ်တဲ့အချိန်မှာဒီကြံဒလိရေးရဒီကောင်းချော်တဲ့ဒလိသူအစင်ဆက်ပေါ့နော်အစင်ဆက်ဒါကျင်းပခဲ့ကြရပေါ့အဲအဲ့တိုင်းဆိုရင်ဒါအိန္ဒိယရောက်လာတယ်လို့ပြောမယ်ဆိုတော့ပြောလို့ရပါပေါ့နော်ဒါရာသွင်းဒန်တာကြီးရအောင်ပဲကျွန်တော်ပြောရအောင်နော်ဒါဒီအတွက်ထောက်ထားလုံးဝမရှိဘူး ဒီအထောက်ထားသမိုင်းသူတွေတနာအရာအထောက်ထားလုံးဝလုံးဝမရှိဘူးဒါရာဇဝင်ရမလို့ကျွန်တော်တို့စကားထဲမှာထည့်ပြောတာပေါ့နော်အဲ့တော့ဒီအိန္ဒိယကနေရောက်လာတယ်ဆိုတာဒီရာဇဝင်မှာတော့ရှိတယ်အဲဒီရာဇဝင်မှာရှိတဲ့အစင်လာကတောင်မှာအခုနဲ့တအားကွာချားပါပေါ့နော် ပြီးတော့တခုရှိတာကဒီတကီဝင်နေရဲ့ယဉ်ကျေးမှုဆိုတာကဒီအိန္ဒိယယဉ်ကျေးမှုနဲ့ဒီအဖြူနဲ့အမဲလိုပဲတအားကြီးကွာချားတယ်ပေါ့နော်အဲအိန္ဒိယယဉ်ကျေးမှုလည်း မဟုတ်ဘူးပေါ့နော်ဘာလို့ဆိုရင်ဒီတာကဝင်းနေเจ้าကိုဒါလေ့လာကြည့်လို့ရင်အဲသူတို့ရဲ့ဒီတမီးတွေသားတွေအစားဒီအိန္ဒိယလူမျိုးစစ်စစ်တွေ ਨੇ ပေါ့နော်မပေးသားခြင်းညာဘူးမပေးသားခြင်းမပေးသားခြင်းလို့မို့လဲဒါသူတို့လူမျိုးတုံးတက်ခံရတယ်ပေါ့နော်ပြီးတော့တခြားရင်ကျင်းမှုဆိုင်ရာတွေဒါအဲတမိုင်းနေလေ့လာကြည့်ဒီဖျားဟောတဲ့အစားတွေမှာလေ့လာကြည့်လို့ရင်ဒီအိန္ဒိယတွေရဲ့ဒီရင်ကျင်းမှု အဲလုံလုံထုံးလုံလေးတွေကိုဒါဘယ်လိုပြောမလို့ဒီတာကေဝင်အနေနဲ့အနေနဲ့ပေါ့နော်အဲမကြိုက်ကြဘူးပေါ့နော်မကြိုက်ကြဘူးသူတို့ကလုံးဝလူဖွဲ့စည်းရနှစ်ခုဖြစ်နေတဲ့ပုံစံမျိုးပေါ့အဲ့တော့တာကေဝင်တွေဒီတာကေဝင်တွေရောက်လာပြီမေဒါအိန္ဒိယရင်ကျင်းမှုရောက်လာတယ်လို့တော့ပြောလို့မရဘူးအိန္ဒိယကနေရောက်လာတယ်ပေါ့နော်အဲ့ဒါကတော့ဖြစ်နိုင်တယ်ဒါလည်းဒဏ္ဍာရီရပေါ့နော်အဲ့တော့ဒဏ္ဍာရီရဆိုရင်တော့မှဒါတော်တော်ကြီးကွာခြားသွားပြီအဲ့တုန်းကဒါဟို ဥကောင်းစေးပေါ့နော်ဥကောင်းစေးကောင်းကျော်မင်္ဂလာလောက်တယ်ဆိုရင်အခုချိန်မှာတော့အဲတကြံပွဲကဒါမြန်မာတိတက်မြန်မာကိုပိုင်ဘာရှင်ပုံစံမျိုးနဲ့ဒါအင်ဝါခေတ်လောက်ကနေစပြီးတော့အင်ဝါခေတ်တော့မဟုတ်ဘူးနော်ဒါပကံခေတ်ပေါ့ပကံခေတ်ကနေစပြီးတော့ဒါနန်းသွဲလူနန်းလေးကတွေချင်းချင်းရေပတ်ကြတယ်အဲဒီကနေမှဒါအင်ဝါခေတ်မှာဒါပြည်သူတွေရေပတ်လာကြတယ်ရေကစားလာကြတယ်ပေါ့နော်အဲနှစ်သိက္ခူမှာပေါ့အဲ့တော့မြမတကြံက မြန်မာကိုပိုင်ဘာရှင်းနဲ့ကိုကိုပိုင်စခဲ့တဲ့အဲတမိုင်းရဆိုတော့ဘာလို့ဒါကိုပိုင်စခဲ့တယ်ဆိုတာဒါလုံးဝတေချာနေတယ်ပေါ့နော်အဲအဲ့ဒါအကြောင်းမလို့ဒီဘင်္ဂလားဒေ့ကဒါမရမလူမျိုးတွေပြီးတော့ဒီအိန္ဒိယတွေကဒါဗုဒ္ဓဘာသာအတိုင်းအတာတချို့ပေါ့နော်လက်ရှိတကြံဝဲကျင်းပါကြတယ်ထိုင်းနိုင်ငံဆိုတော့ဒါတနိုင်ငံလုံးပြီးကြတယ်ပေါ့နော်ဒါထိုင်းနိုင်ငံမှာကျင်းပါတယ်ပြီးတော့လာဝနိုင်ငံကျင်းပါတယ်အခုဆိုကမ်ဘောဒီးယားနိုင်ငံမှာလည်းကျင်းပါလာတယ်ပေါ့နော် အဲပြီးတော့ဒီတရုတ်နိုင်ငံတွေကဒါစစ်ဆောင်ပွဲနဲ့ဒေသမှာလည်းကျင်းပတယ်မြန်မာနိုင်ငံမှာလည်းကျင်းပတယ်ပေါ့နော်အဲ့တော့မြန်မာသူတို့ဒါဘေးနိုင်ငံတွေကတော့မှဒါကျင်းပတယ်ရတဲ့ဒါမြန်မာနှစ်သက်ကူပွဲပေါ့နော်အဲ့လိုပြောလို့ရတယ်အဲဒါပေမဲ့သူတို့မှာကကျတော့ဘလို့ကျင်းပတယ်ဆိုတော့အဲဘုရားဘာသာရနှစ်ကူတယ်ပေါ့နော်သူတို့ကတော့အဲ့လိုမျိုးယူဆတို့ကြတော့လေဘယ်လိုပြောမလို့မြန်မာနှစ်သက်ကူပွဲကိုမြန်မာမဆိုင်ပြီးရောဆိုပြီးတော့ သူများထိုင်းဆိုရင်ထိုင်းသူများတရုတ်ဆိုရင်တရုတ်ပေါ့နော်သူများကအဲကလားဆိုရင်လိုက်ကလားတဲ့သူတွေလည်းရှိကြတယ်ပေါ့နော်အဲအဲ့လိုလူမျိုးတွေတော့ကျွန်တော်တိတိကျကျပေါ့နော်ပြောတာအဲဘောရဘာသာဆိုရင်တော့မှဒီကောသာတက်ကရစ်ပို့ပို့ပေါ့နော်အသုံးပြုတဲ့နိုင်ငံတွေမှာပဲဒါတကြံပွဲရှိတာပေါ့နော်အဲအဲ့လိုမျိုးလက်ရှိလက်ချီရလောက်တော့လောလောဆယ်ဒီတိုင်းတော့တွေ့တယ်ပေါ့နော်